ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အုံတိုင်းချေရွာရွှေဓမရောင်ကြီးရှမ်းကျောင်းဆရာတော်ဦးဓမတာရွားနဲ့တကားဆိုင်ပြီးတော့ကိုတက်ဖြတ်ခဲ့တဲ့ပြားစစ်ကြောင်းရဲ့လက်နက်တွေကိုဒေသရင်းတာဝန်ရှိသူတွေကတာဝန်ခံထိန်းသိမ်းထားပေးဖို့ရှမ်းအရပ်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ၄ရက်နေ့ကဆရာတော်နဲ့တခါတို့ကိုပြားစစ်ကြောင်းမှတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပြီးရက်ဆက်စွာအကြမ်းဖက်တပ်ဖြတ်ခဲ့တာလို့ဆိုပါရယ် လက်ရှိမှာလည်းအမျိုးသားညွတ်ရေးအစိုးရ NUG လက်အောက်ခံဖဲကုံမြို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာဖာကဖဲကုံအင်းအရှိတ်ဘတ်ချန်ကျေးရွာတွေကဒေသခံပြည်သူတွေကိုပြားစစ်ကြောင်းရဲ့ဆရာတော်ကိုတပ်ဖြတ်မှုလုပ်ရဟာမှန်ကန်ကြောင်းထောက်ခံလက်မှတ်တွေကိုအတင်းအာရမလိုက်လံကောက်ယူနေတယ်လို့ဆိုပါတယ်အဆိုပါလုပ်ရဟာဒေသခံပြည်သူတွေရဲ့လုံခြုံရေးကိုချင်းချောက်ရရောက်နေတဲ့အပြင် အမှုဖြစ်စဉ်အတွက်မလုံလားအပ်တဲ့ရှုပ်ထွေးမှုတွေကိုပုံမှုဖြစ်ပေါ်လာစေနိုင်တယ်လို့ဆိုပါတယ် အမှုရဲ့ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက်ဒေတာခန်တွေဒေတာရင်းကိုစစ်ဆောင်လာတဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုကောက်ွယ်ပေးဖို့လဲတောင်းဆိုထားပါတယ်မြေတီအကြောင်းပြချက်ဖြစ်ဖြစ်စေလက်နက်ကင်ထားတဲ့တပ်ဖွဲ့တစ်ခုလူပုဂ္ဂိုလ်တို့ကလက်နက်မရှိတဲ့လူပုဂ္ဂိုလ်တွေကိုတပ်ဖြတ်တာဟာစစ်ရာဇဝတ်မှုသာဖြစ်ပြီးကျူးလွန်သူတွေကိုချွင်းချက်မရှိအေးအေးယူပေးဖို့ စစ်ရဆမှုဖြစ်တဲ့အတွက်စစ်ဥပဒေအရသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကတာဝန်ယူပြီးအမှုကိုတရားစွဲဆောင်ရွက်ပေးဖို့တောင်းဆိုထားပါတယ်အမှုမှန်မပေါ်ပေါက်မချင်းဒေသခံပြည်သူတွေရဲ့လုံခြုံရေးနဲ့အမှုတရားမျှတမှုဖြစ်စဉ်အတွက်ပြားစစ်ကြောင်ရဲ့လက်နက်တွေကို ဒေတာရင်းတာဝန်ရှိသူတွေကတာဝန်ခံထိန်းသိမ်းထားဖို့လဲဆိုပါတယ်။ NUG အနေနဲ့လည်းမလိုလားအပ်တဲ့လူမျိုးရေးဘာသာရေးပြစ်ပခတ်တွေဖြစ်ပွားလာစေရဲ့အတွက်မိမိတို့လက်အောက်ခံပါလာဖနဲ့တရင်တပ်ဖွဲ့တွေရဲ့လောက်ရကိုထိန်းသိမ်းပေးဖို့ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်ခင်ဗျာ။